အားလုံးပဲမင်္ဂလာပါရှင်မြမဝါရီဒီချန်နယ်ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတတရေးသားထားတဲ့ဘင်ဂျူပါစောဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးကြပါတယ်ဇာတ်လမ်းလေးမစသေးရင်မှ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှသိရှိနိုင်မှုလူဒီခေါင်းဆောင်လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါပြီတာတေတို့ရွာလေးမှာဒလေးရှိရဲ့ဗျအလူပဲလုံးလုံးမိင်္ဂလာဆောင်ပဲဖြစ်ဖြစ်အတီးလေးအမောက်ကလေးပါမှာဗျ ဒါမှလည်းပိုပြီးစီကားတာမျိုးပြောရရင်တော့ကျုပ်တို့အညာသူအညာသားအတီးအမုတ်အကခုကိုဝါဒနာလဲထုတ်လို့ရှိမှာပေါ့ဗျအခုလေထဏောင်းကောအရှိပါရကိုမောင်မောင်ကြီးနဲ့ညောင်ပါရမဆဲကြီးတို့မိင်္ဂလာဆောင်လေကိုမောင်မောင်ကြီးရောမဆဲကြီးရောမိမတွေကလူချမ်းသာတွေဗျနှစ်ဖက်စလုံးမှာယာတွေမှာလက်ညှိုးထိုးမလွှဲအောင်ရှိရသူတွေဗျမိင်္ဂလာဆောင်ဆိုတာစီလိုက်တာမှာဗျမိင်္ဂလာဆောင်နေ့မတိုင်ခင်နှစ်ရက်လောက်ကလေးကထမင်းကျွေးနေရတာဗျ တကယ်ကိုအလူကြီးပေးနေရတဲ့အတိုင်းပဲကျုပ်တို့ကာလာသားတွေလည်းဖက်ဖက်ကိုမောရော့ပြုကိုမမောင်ကြီးဆိုတာလည်းလူချမ်းသာသားသာဆိုတဲ့မန်မာနာအရှင်းမရှိဘူးဗျဒီတော့လေရွာရဲလူငယ်တွေကလှုပ်ခင်ကြတာပေါ့အခုသူ့မိင်္ဂလာပွဲဆိုတော့ကာလာသားငယ်ရော အလက်ရောအကြီးရောတယောက်မှမနေနိုင်ကြဘူးပေါ့ဗျာကိုမမောင်ကြီးရောအင်ကြီးရောမစိန်ကြီးရောအင်ကြီးရော အကြီးကြီးတွေဗျခေါင်းနှလုံးနဲ့နှက်ဆောင်ပြိုင်ကြီးရဲ့နှစ်ထပ်အင်ကြီးရဲ့လေ မစိမ့်ကြီးကိုအိမ်မှာလဲမိမတွေပြည့်လို့ဗျကိုမမောင်ကြီးကိုအိမ်မှာလဲကာလာသားတွေများပြည့်လို့ဗျဘိသိက်သူမဲ့ဆရာကလဲမန္တန်လေးရမန္တလေးရနမဲကျော်ဘိသိက်ဆရာအောင်မှတက်ငါထတာဗျပြီးတော့ဖြောပြေးဘူးကြတော့လဲမန္တလေးရတီဝိုင်းကိုငါထတာအဲ့ဒီတီဝိုင်းမှာမှဘင်းဂျိုအေးကိုပါလာရယ်လေကျုပ်တို့ရွာသားတွေကဘင်းဂျိုအေးကိုရဲ့လက်တံကိုလှုပ်ကြိုက်ကြတာဘင်းဂျိုအေးကိုကအတန်အလဲကစိုးပုံစိုးပေါင်းကလည်းတကယ်ကိုခန့်ညားတာဗျကျုပ်လည်း ဘင်ဂျိုအေးကိုဆိုရဲလူကိုလှုပ်ကြိုက်တာဗျ။မင်္ဂလာပွဲမတိုင်ခင်ညမှာ TYD ရာသူတို့ TYD မှာလူတော်တွေစုနေရဲ့ထင်ပါရဲ့ဗျ။ဘင်ဂျိုမက်ဒလင်၊ဗမာဂီတာဒုံမင်းတရောပညာရှင်တွေစုလို့ဗျ။ဒါမဲ့ဘင်ဂျိုအေးကိုကတော့အကြောကြားဆုံးပဲပေါ့။အဲညာကိုမမောင်ကြီးရဲ့ဝိုင်းထဲမှာပဲ TYD ရာဖြော့ပြေးတာဗျ။ကိုမမောင်ကြီးရဲ့ဝိုင်းရလည်းအကျယ်ကြီး။ကျုပ်တို့ရွာသားတွေရောဗန်ဝေးကုန်းသားတွေပါဝိုင်းထဲမှာပြည့်တိတ်နေကြတာ။ကျုပ်တို့ကာလာသားတွေကတော့ဈေးနဲ့မကြည့်ကြပါဘူး။ မနေ့ပြန်မင်္ဂလာဆောင်မှာကျွေးပုံဝေးဖို့ချက်ပြုတ်နေကြရတာဗျကိုမောင်မောင်ကြီးတို့ဝိုင်းနဲ့တောင်မဲကဲ့ရဲ့ဝိုင်းကသူတို့ဘာတွေဥငွေရရဲ့ဝိုင်းလေဘိုးငွေရကြီးဝိုင်းထဲမှာချက်ကြပြုတ်ကြရတာဗျဘိုးငွေရဝိုင်းကြီးကလည်းကျဲတော့ချက်ရပြုတ်ရအဆင်ပြေတာပေါ့အကျွေးမွေးကြတော့ဝိုင်းနဲ့ဝိုင်းမှာညကျွေးရမှာဘိုးငွေရတို့ဝိုင်းထဲမှာလည်းကနန်ပြင်းထိုးထားတယ်ကိုမောင်မောင်ကြီးတို့ဝိုင်းထဲမှာလည်းကနန်ပြင်းထိုးထားတယ်မင်္ဂလာဆောင်သာဆိုတယ်အလူကြီးတစ်ခုလိုပဲဝသားတုံးကြီးရဲ့များ နှက်ထားလိုက်တာဣလို့ဗျကျုပ်တို့ထဏောင်းကောကကိုချက်ကြီးဆိုတာအချက်ပြုတ်လှုပ်ကောင်းနေဘိုးတော်ဗျကျုပ်တို့အနီးနားရွာတွေမှာအလူတို့မင်္ဂလာဆောင်လို့ရှိလို့ကတော့ကိုချက်ကြီးကနမယ်နဲ့လိုက်အောင်ချက်ပြီးသားပဲပြုအိန်းနန်းကချက်ရင်ပြုတ်ရင်စေးလိုက်ကလေးဖွားရင်းနဲ့တီဝိုင်းကအစိုးအတီးတွေကိုနားထောင်ရတော့တာပေါ့ဗျညနေလောက်ရောက်မှဘင်ဂျိုအေးကိုရဲ့အလဲရောက်တာဗျကောင်းလိုက်တဲ့ဘင်ဂျိုတန်များအတီးရကောင်းသလောက်အစိုးကလည်းပိုင်ပါပြီဘင်ဂျိုအေးကိုရဲ့တန်အလဲ တကယ်ကောင်းတာလားဗျဒါကြောင့်လည်းနမဲကြော့ပြရပဲကျေးလာဖေရဲ့တက်ဝေကိုစတီးရောတာဝိုင်းထဲမှာလက်ခုပ်တံကိုညံသွားရောဗျဆိုတဲ့နေရာမှာ တီဗီဆိုလိုက်တဲ့အဆူကလူတိုင်းရဲ့ရင်ထဲကိုဖောက်ဝင်သွားသလိုပဲကျောက်တော်ပါဇက်ကလိုက်ဆိုမိရဲ့ကိုချက်ကြီးကပြောတာဗျငါးကောက်တာတရဘင်းဂျိုကြိုက်တယ်မှတဲ့ကိုချက်ကြီးကပြောတာဗျလေးလေးချက်ကြီးလို့သာကျောက်ကခေါ်တာပါတကယ်ကအသက်40လောက်ပဲရှိသေးတာဟုတ်တယ်လေးလေးချက်ကြီးရဲ့ကျောက်ကတူရိယာရီရဲ့မှာ ရင်ချိုတန်လှုပ်ကြိုက်တဲ့ကောင်းမြအေးကြိုက်မယ်ဆိုရင်လည်းကြိုက်တော့တာပေါ့တာတရရင်ချိုကထူးခြားတဲ့တူရိယာကွာတာတရတခြားတူရိယာတွေကလက်ကွက်ပါတယ်ရင်ချိုကလက်ကွက်မပါဘူးကွာဒါဆိုရင်ဒီတန်တွေကိုဘလို့တီးရတာလုံးမြတီးတဲ့လူရဲ့နားနဲ့ခံစားပြီးတီးရတာဆိုတဲ့လူရဲ့အတန်အနေမျိုးလိုက်ပြီးတီးရတာအတန်တွေကိုကိုယ်တိုင်နားထောင်ပြီးမှမှတ်ထားရတာလက်ကွက်မပါဘူးလေပြီးတော့တီးရဲ့ခါမှလည်းလက်နဲ့တီးရတာမဟုတ်ဘူးလက်ခန့်နဲ့ပဲတီးရတာအတန်တန်တီးဖို့ဆိုရင် အပေါ်အောင်30နှစ်လောက်ခတ်ပြီးတီးရတာကွတတော်ကိုလေးကျင်းရတာပါကွာဒါဆိုဘင်ဂျိုကတတော်ကိုခတ်တာပဲလေးလေးချက်ကြီးရဲ့ဟုတ်တယ်ကွာတာတီးရပြီးတော့ဘင်ဂျိုမှာဂျိုးကလေးချောင်းနဲ့ပါတာအပေါ်နှစ်ချောင်းကအကြတန်တီးရတယ်ဘဲတန်ပေါ့အောက်နှစ်ချောင်းကအတက်တန်ကွညတန်ပေါ့ကျုံတမင်းချက်ချံပြီးရဲ့လေးလေးချက်ကြီးကိုတစ်ချက်လဲကြည့်မိလိုက်တယ်ဒီလူဘင်ဂျိုကြောင်ဒီလောက်တိနေရအံ့ဩလို့ပြုတ်ကိုချက်ကြီးကကျုပ်လိုပဲငကားစေးပေါ်လေတော်တော်ကြိုက်တယ်လူ ၎င်းစေပေါ်လေးနဲ့တလေးကိုအသိညှိပြီးမင်းညီအောင်ဖွာနေရဗျလေးလေးချက်ကြီးကဘင်းဂျိုเจ้าကိုတိတာ ਈ လားတာတရလဲဒီရွာသားလုံးနေပြီးတော့ငါဘသူတူဆိုတာမင်းမသိဘူးလားညာလေးလေးချက်ကြီးကဘသူတူမှုလို့တော့ဟာဒီကောင်လေးကတော့ငါကဘင်းဂျိုပါစောရဲ့တူကဟင်ဟုတ်လားဘင်းဂျိုပါစောကျုပ်တိတာပဲဗျသူတည်းရဲ့နန်းကြာညူကျောင်းကျုံငယ်ငယ်ကနှစ်ခါလောက်နားထောင်မှုပါတယ်အေးအဲ့ဒီနန်းကြာညူကျောင်းကယူတရလေး ငါးပါတွေဘင်းကျိုးပါစောကတချင်းခန့်တွေကျိုးတွေပတ်ပြိုးတွေထက်ယူရီးယားကိုပိုပြီးပိုင်တယ်ကွယူရီးယားတီးလို့ကတော့ဘာတွေကိုဘယ်ဘင်းကျိုးစရာမှမမီကြအောင်။အော်ဟုတ်မယ်ဗျ။လေးလေးချက်ကြီးကိုဘင်းကျိုးပါစောရဲ့တူဆိုတာတကျုပ်ကမသိအောင်ဘင်းကျိုးပါစောရဲ့နန်းကြညူကြော်တော့ကျုပ်နားရရထွက်ကိုမထွက်တာ။ဒါတော့တော်တော်ငငယ်ကနားထောင်ရတာနော်။အေးဘင်းကျိုးသမားဆိုတာတန်ဒရာရီဘင်းကျိုးသမားဆိုတာတန်ဒရာတေရှင်ရစတင်ပြီးတော့ ကျိုးတွေပွဲတွေတချင်းခန့်နေပက်ပြိုးတွေယူရီးယားတွေအလုံးပိုင်ပြီဆိုမှကာလာဘော်ကိုတီးကြတာကွအခုတီးနေတဲ့ဘင်းဂျိုအေးကိုလည်းဓာရီပိုင်ပြီလို့ကာလာဘော်တိတ်ကောင်းနေရပါကွနေပါဦးလေးလေးချက်ကြီးရဲ့လေးလေးရဲ့ဘတွေဘင်းဂျိုပါစောဆိုတာမျက်စိမမြင်ဘူးဆိုဟုတ်တယ်ကွငါဘတွေကအသက်20လောက်ထဲကမျက်စိကွဲသွားတာနေပါဦးလေးလေးရဲ့ဘင်းဂျိုပါစောကနောက်ပိုင်းစိတ်နောက်ပြီးရွာထွက်သွားတာဘယ်မှမရှာလို့မရတော့ဘူးဆိုအေး ထဏောင်းကောင်းသားတွေကတော့ဒီလိုပဲပြောကြတာကွငါဘာတွေကစိတ်မနှောက်ပါဘူးစိတ်ကောင်းပါလေရွာထွက်သွားတယ်ဆိုတော့ဟုတ်တယ်ကွဓမ္မလိုက်ရှာလို့မတွေ့တော့တာမင်းစဉ်းစားကြည့်လေတာတေမျက်စိလုံးဝမမြင်တဲ့လူတယောက်ကဘလို့လို့ပြီးရွာထွက်သွားမှာတော့ဟုတ်သားပဲဗျလေးလေးချက်ကြီးကဒါဆိုရင်ဘလို့ဖြစ်ရတာတော့ငါတို့လည်းဒီနေ့ထိဘလို့မအောင်မတွေ့တတ်ကြပါဘူးတချို့ကတော့ညဘက်ကြီးတယောက်တည်းထွက်သွားလို့ရင်းเจ้าမှာရေစီးနဲ့ပါသွားတာဖြစ်မယ်လို့ပြောလို့ပြောပေါ့ကွာ ဒါတော့ကိုချင်းရမြင်အောင်မှန်တမ်းပြောကြတာပေါ့ဒါမဲ့တိတ်ကြတာတော့ငါ့ဘတွေပင်ချိုပါစောဒီနေ့ကြီးအိမ်ပြန်မလာတာတော့တိတ်ကြတာပေါ့ကွရင်ကြိုပါစောထွက်သွားတာဘလောက်ရှိပြီုံပြ10နှစ်ကျော်ပြီကအခုလောက်ဆိုရင်ငါ့ဘထွေးသားရှိရင် အသက်60ကျော်ရောပေါ်တာတရနေပါဦးပြရင်ကြိုပါစောဂျပန်ခေတ်တော်ကဂျပန်စစ်တပ်ကဖမ်းသွားမှုလေဆိုဘာတွေရဒီတုန်းကမျက်စိကွယ်နေပြီလို့ငါအဖပြောတယ်ကွာ ဒီတုန်းကငါအခလေလောက်ပဲရှိသေးရတဲ့တာတရဂျပန်စစ်တပ်ကငါတို့တနောင်းကုန်းရွာတွေကိုဖျက်ပြီးချီတက်ကြတာလေဟိငါဘာတွေကဂျပန်နေရွာတွေဝင်လာလဲမသိဘူးလေဘင်ဂျိုစိတ်ပါလက်ပါတီးနေရဆိုပဲကွဒီမှရင်ဂျပန်စစ်ဘုကဒိုဝိုင်းရှိမှရက်ပြီးဘာတွေရဲ့ဘင်ဂျိုတန်းတိတိကျကျနားထောင်လာတယ်ဟိဘာတွေကတော့မျက်စိမှမမြင်တာဒါတွေပဲသိပါမလဲဘင်ဂျိုလည်းရက်သွားဂျပန်ဘုကသူ့စစ်သားတွေကိုအမိတ်ပေးလိုက်တာစစ်သားတွေကအိမ်မော်တက်ပြီး ဘာရီကိုဆွဲခေါ်သွားရဲဟိဘာရီကလည်းသူ့ပင်ချိုကြီးကိုဘေးချပြီးလိုက်ဖို့လို့တော့ဂျပန်ဘဝဂျပန်လိုအော်ပြောတယ်ဆိုပဲဒီမာရင်ဂျပန်စစ်သားတွေကဘာရီရဲ့ပင်ချိုကြီးကိုပါယူသွားကြရောတယ်ဟိအဲ့ဒီဂျပန်တက်ကဒိုးရအနောက်ဘက်ကယူမပေါ်မှာတက်ဆွဲပြီးအကြာကြီးနေသွားတာလေကွာသုံးလားလောက်ကြတော့ငါဘာရီကိုလှဲတစည်းနဲ့တင်ပြီးပြန်ပို့လိုက်တယ်ဘာရီကိုဂျပန်ပတ်စံနေရော စားစရာတောက်စရာတွေရောအင်ကြီးချုပ်ဖို့အိတ်အုပ်တွေရောပေးလိုက်တာမနေဘူးလေဟိတော်သေးရပါဗျာ မေးပါအောင်ဗျလေလေးချက်ကြီးရဲ့ဘာတွေကိုဂျပန်ကဘာလို့ဖို့ဖမ်းသွားတာတော့ဝင်းဂျိုတီးဖို့တဲ့ဟဲ့ညာညာဆိုရင်ဘာတွေကဝင်းဂျိုတီးပြရရတယ်ကွဖြစ်ကျင်တော့ဂျပန်စစ်ဘုံကလည်းဝင်းဂျိုတီးတက်တယ်ဆိုပဲဘာတွေပြန်လာတော့ဂျပန်စကားနည်းနည်းပါပါတက်လာတယ်ပြီးတော့ဂျပန်တချင်းတပုံးနှစ်ပုံးလဲဝင်းဂျိုနဲ့တီးတက်လာတယ်တဲ့ကွပြီးတော့ဂျပန်ဘုံကစတဲ့ဆောင်ရေးပေးလိုက်ကြတဲ့ရွာလေးကိုဂျပန်တက်တယ်ဝင်လာရင်ဒီဆောင်ပြလိုက်လို့မှားခဲ့တယ်ဟမ်ဟုတ်လားဟာ မဟုတ်တာကြောက်ကြဘူးတဲ့အုံမင်တန်လက်မှတ်ရတဲ့သူထက်စိုးနေမှာပေါ့မဟုတ်ဘူးကဂျပန်စစ်တပ်နဲ့ပါလာတဲ့ဂျပန်စကံပြန်နေပြောတာရင်ဂျိုပါဆိုတာသူ့မိတ်ဆွေပါဘာဆိုလို့ရအောင်ဒုက္ခမပေးကြပါနဲ့လို့ရေးထားတာလေဟွန်းဒီစားကိုဂျပန်စစ်သားတွေကိုပြဘူးသေးလားလေးလေးချက်ကြီးပြဘူးပါပြီလားကွာရွာထဲကိုဂျပန်တပ်တွေဝင်လာတိုင်းဘာတွေရဒီစားကိုပြတာလေဟဲ့အဲဒီစားကိုတွေ့ရဂျပန်စစ်ဗိုလ်သားရစားအောင်အလေးပြုသွားကြတာကြီးပဲ နောက်မှငါတို့အဘအတိကြရတာကဒီစာရေးပြထားတာသူတို့ရဲ့ဘူကျုပ်ကိုယ်တိုင်ဆိုပဲဒါကြောင့်လည်းအောက်မှထိုးထားတဲ့လက်မှတ်နဲ့တစိမ့်တုံးမြင်တာအလေးပြုကြတာပေါ့ဟာကောင်းလိုက်တာဗျာဒါဆိုဘင်ဂျိုပါဆော့ခေါ်သွားတာဂျပန်ဘူကျုပ်ပေါ့အေးဟုတ်တယ်ငါဘာတွေဘင်ဂျိုပါဆော့ရဲ့ဂျေဆုကြောင့်တနောင်းကုန်းရွာလေးကဂျပန်ချွေးတက်လုံးဝအစွဲမခံရတယ်လို့ဂျပန်စော်ကောင်းမော်ကလောက်တာလဲလုံးဝမခံကြရဘူးလေကွာအေးဗျာ လေးလေးရဲ့ဘာတွေပင်းကျူပါစို့ကျုပ်ကြောင်ရုံနဲ့လွားလိုက်တာကျုပ်ကဒီเจ้าနေခုလိုမသိခင်တော့ရွာထဲမှာကြားတယ်လို့ပဲပင်းကျူပါစို့ကစိတ်နောက်သွားရလို့ထင်တာဗျအေးသူတို့ထင်တာလည်းမလွန်ဘူးกว่าတတရငါတို့ကိုယ်တိုင်လည်းပထမတော့ဒီတိုင်းပဲထင်ကြတာသူပြောက်သွားတော့မှပဲဘာတွေမယူးဆိုတာသိကြတာဗျာဘလို့ဗျဒီလိုဘာတွေမပြောက်ခင်6လနောက်ကလေးကဘာတွေကငါတို့ကိုပြောတယ်ညဆိုရင်လူ၂ယောက်၃ယောက်ရောက်လာပြီးတော့ သူပခေါ့ကိုဖက်ကနေပုတ်လိုက်တာလေကွအဲဒီလူတွေပြောတဲ့အတိုင်းနာခံတော့တာပဲလေကွဟွန်းဒီလူတွေကဘာပြောလို့တော့သခင်မရဲ့အမိစာပါတယ်ဘာဆိုခုချက်ချင်းလိုက်ခဲ့ပါလို့ပြောတဲ့ပြီးတော့ဘင်းဂျိုပါယူခဲ့ရမယ်လို့ပြောလို့ဘင်းဂျိုပါတမ်းပြီးအဲဒီလူတွေနဲ့လိုက်ရတာလေဟိထူကြတာဒီလူတွေလိုက်တရွာလုံးအိမ်မောကြသွားပြီးတော့ခွေးတွေတော့အိပ်ပျော်နေကြတာဆိုပဲဟွန်းဘယ်ကိုလိုက်သွားရတာတော့ညမထွေးပြောတာကတော့နန်းတော်ကြီးတခုလို့ပြောတာပဲတတရား မိုးဝကြီးတစ်ခုကိုရောင်းရင်သူ့ကိုလာခေါ်တဲ့လူတစ်ယောက်ကတကားဖွင့်စီလို့အမိတ်ပေးတဲ့။အဲဒီချိန်မှာအတွင်းကတကားမင်းတို့ကိုမှပြီးဖွင့်တဲ့အတန်ကြားရတဲ့။သူ့ကိုဟိုလူတွေကအဲ့တကားပေါက်ကနေခေါ်သွားပြီးတော့ဥယျာဉ်ကြီးတစ်ခုကိုဖျက်သွားရတယ်။ပြီးရင်တကားကြီးတစ်ခုဥပမာရက်ပြီးခေါ်လာတဲ့လူတစ်ယောက်ကမင်းကြိုးပါစောခေါ်လာပါပြီလို့អော်လိုက်တဲ့။အထက်ရတကားဖွင့်တန်နေခြေတန်နေကြားလိုက်ရပြီးတကားကြီးပွင့်သွားတော့ပြီးရင်ခေါ်လာတဲ့လူတွေကပါစောမင်းသူတို့နဲ့လိုက်သွားတော့ ဘာမှမကြောက်နဲ့ကြားလာလို့ပြောပြီးလှဲထွက်သွားတယ်တဲ့ကွအထဲကထွက်လာတဲ့သူတွေကသူ့ကိုတရားတစ်ဖက်ဆွဲပြီးအတွင်းကိုခေါ်သွားတဲ့သူ့အတွင်းကစီးခေါ်တာမိမရိရဲ့ဟိမွေးကြိုင်နေရဆိုပဲအခန်းကြီးကအကျဲကြီးကိုဖျက်ရှောက်ရတာလဲကွဤရောမှသူ့ကိုအဝေးနဲ့ချုပ်ထားတဲ့ခုံတစ်ခုပေါ်မှာထိုင်ခိုင်းတယ်အခန်းကြီးကအေးမြပြီးမွေးကြိုင်နေရဆိုပဲဘာတွေးစိတ်တရားကြည်လင်ပြီးပျော်မြူးသွားတာလဲဟိဘာဆုံးငယ်တင်းမကြောက်ရွံ့ပါနဲ့တင်းရဲ့ဘင်းကျူလက်တံနဲ့ တင်းရဲ့ယူရီးယားသချင်းတန်တွေကိုသခင်မကြားလို့တဲ့အတွက်အခုလိုခေါ်ရတာပါ။မာဆောင်ရဲ့သခင်မကိုအကောင်းဆုံးဖြော်ပြပါ။ပြီးရင်အေးအေးရောက်ပြန်ပို့ပေးမယ်။စုတော်လက်တော်များနဲ့သခင်မကြီးမြင့်မှာပါ။အဲ့ဒီလိုအမေးရှိရတဲ့ကွ။ဘာတွေလဲဘယ်ရောက်လို့ရောက်နေမှမသိပေမဲ့ထီးဟန်နန်းဟန်နဲ့ပြောဆိုတာတွေကြတော့တတော်အံ့ဩပြီးသခင်မကိုဖြော်ပြရတာလေ။နန်းကြညူကြောအစားပြီးယူရီးယားအလုံးအဆူအတီးတွဲပြီးတော့ဖြော်ပြရတာလေ။တတော်ကြောင်ဖြော်ပြပြီးတော့မှ ။တခင်မရွှေတင်းကတုံးများစုချပြီးအိအယောက်ပြန်ဖို့ခိုင်းနေ။ဘာတွေရဒီအကြောင်းငါးပါးအောင်ပြောပြမိမယ်။ငါးပါးမယုံဘူးကွ။မင်းဟာအိမ်မက်မက်တာထင်မာတယ်ပါဆိုရဲ့။သွေးလေချောင်းချိုင်းဒီလိုအိမ်မက်မျိုးမတ်တက်တယ်ကွ။နေပါဦးလေးလေးချက်ကြီးရဲ့။လေးလေးတို့ရွှေတင်းကားရီရောမပြအောင်လား။မပြအောင်ကွ။သူတကယ်မှဘသူ့ကိုမှမပြရဘူးလို့မှားလိုက်လို့ရဲ့ဟိ။အော်။အဲ့ဒီတော့လေဘသူမှမယုံကြဘူးပေါ့ကွာ နောက်တော့ဘာတွေရဒီเจ้าနဲ့တိတ်မပြောတော့ဘူးအဲ့ဒီတော့လည်းဘသူမှမယုံကြဘူးပေါ့ကွာနောက်တော့ဘာတွေရဒီเจ้าနဲ့တိတ်မပြောတော့ဘူးဒါမှမဟုတ်ငါစိတ်တင်ဘာတွေညာဘက်မှာမကြမကြအဲ့ဒီကိုသွားတယ်ထင်နေကွာဟင်ဘာဖြစ်လို့လုံးမြသူထသွားတာကိုလေးလေးမြင်နိုင်လို့လားဟာဒီလိုတော့မမြင်ဘူးကွာငါမှမဟုတ်ဘူးဘသူမှမမြင်ဘူးငါပြောတာကဒီလိုကွာဘာတွေပြောက်သွားပြီလုံးဝပြတ်မလာတော့မှသူ့တစ်တောင်ငါအဖအဖွင့်ကြည့်啊ဒီမှာနေ ရှေဟောင်းရွှေတင်းကားတွေအပြား30လောက်တွေ့ရတယ်။ဟာဟုတ်လားဗျ။အေးအဲ့ဒါကြောင့်ငါတို့လည်းဝိုင်းသေးဝယ်ပြီးအိမ်ကြီးအိမ်ကောင်းတွေဘာတွေစောင့်နေနိုင်တာပေါ့ကွ။ဟောဒီလိုလား။ရွာရရလူတွေကဘင်းဂျိုပါစော့စိတ်နောက်သွားတယ်ဆိုတော့ဘာကြောင့်ပြောကြတာတော့မြ။အဲ့ဒါဘာတွေးပြမသွားခင်ကသူအဲ့ဒီနန်းတော်ကြီးမှာညဘက်သွားပြီးတော့တခင်မကိုဘင်းဂျိုနဲ့ဖြောပြရတဲ့ကြောင်းရွာရရလူတယောက်စာနှစ်ယောက်စာကိုပြောမှုတယ်ထင်ပါတယ်။အဲ့ဒီလူတွေကလည်းငါတို့လိုပေါ့ မယုံကြဘူးပေါ့ဒီတော့ရွာထဲမှာတူတူတိတ်တိတ်ပြောကြတာဖြစ်မှာပေါ့ဘာသောယူနေပြီဘာညာပေါ့ဒါကြောင့်ဘာတွေယူနေတယ်လို့လို့တည်င်းနေရွာထဲပြန်နေရပေါ့နောက်ဆုံးငါးပါးတွေလည်းတကယ်ပြောက်သွားတော့စိတ်နောက်ပြီးရွာထွက်သွားတာလို့ပြောကြတော့တာပေါ့ဘာတွေမယူဆိုတာတော့ဘာတွေရဲ့ရွှေတင်းငါးတွေရလိုက်တဲ့ငါတို့မိသားစုပဲတိကြတာပေါ့ဒါမဲ့ဒီเจ้าငါတို့ကလည်းလူတွေကိုဖယ်ပြုံးမှာတော့ကွာဒီတော့ဘာတွေစိတ်နောက်ပြီးထွက်သွားတဲ့အတိုင်းပဲထားလိုက်ရတာပေါ့อืม ကြောက်လေဘင်းကြိုးပါသောကြောင့်ခုမှပဲသိရတော့တယ်လေးလေးချက်ကြီးဟာတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲဘင်းကြိုးအေးကပရိသတ်ရဲ့တောင်းဆိုမှုကြောင့်တက်ဝေတခြင်းကိုတစ်ခါထပ်ပြီးစူတီးပြတယ်အဲ့ဒါပြီးတော့တီဝိုင်းလည်းတင်းသွားတယ်ညနှစ်နာရီကျော်ပြီလေနောက်နေ့ကျမင်္ဂလာဘိတ်သိက်သွန်းတီဝိုင်းရလဲမင်္ဂလာတခြင်းနေတီကြမှုကြောင့်ဘူးစီလိုက်တဲ့မင်္ဂလာဆောင်များပြီးတော့အကျွေးမှုရလဲတော်ရုံတန်ရုံအလှူများဒီမင်္ဂလာဆောင်ဘယ်မီပါမလဲဗျ ကျုပ်ပြေဘဲမအောင်မသွားတော့ပဲအိမ်မှာပဲနားနေရနှစ်ရက်တောင်ရှိပြီဒီနေ့လည်းအမီချက်တဲ့ခြံစည်းရိုးဟင်းရွှဲစုံကြော်လေးရဲ့နှမ်းပတ်ချီတုံးလေးရဲ့နဲ့ထမင်းနှစ်ပတ်ကန်လောက်စားပြီးဝိုင်းနေရမကြီးပင်ကြီးအောင်မှာတစ်သားကုတ်ပြေလေးကိုပစိုးဟောင်းလေးနဲ့ခါလိုက်တယ်။နှွေးဆိုတော့ကျုပ်တို့အညာမှာလှုပ်ဖုံထတာဗျ။ကျုပ်ကအုံနေကြဝက်ဘူးချမ်းလေးပေါ်မှာပစိုးဟောင်းလေးကိုခောက်ပြီးခင်းလိုက်တယ်။နဂါးစေးဘောလေးလေးကိုဓနုပြူတော်ကြီးမိခတ်ကလေးနဲ့ခတ်ပြီးမိညိလိုက်တယ်။နဂါးစေးဘောလေးလေးကို နှစ်ဖွာသုံးဖွာလောက်ဖွာပြီးမျက်စိရမဖွင့်နိုင်တော့ဘူးကျုပ်လည်းစေးဘောလေးလေးကိုပြန်ခံခွက်လေးရဲကိုချထားလိုက်တယ်ဘဘူးချမ်းပေါ်ကိုခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတာတာတီးဆရာဖိုးကို နေလိုက်ပြီးကုညီလိုက်ပါမဖဲဝါရဲ့အတန်ကြီးပြကျုပ်ကြားလိုက်တာအတန်မဲကြားရတယ်မဖဲဝါကိုကျုပ်မြင်ရတာမဟုတ်ဘူးတာတီးဆရာဖိုးကိုနေလိုက်ကုညီလိုက်ဟောကြားပြန်ပြီကျုပ်ဟိုကြီးတီကြီးနဲ့လိုက်ကြည့်ရဲ့ဗျဘသူမှမတွေ့ဘူး အတန်ကတော့မဖဲဝါရင်အတန်အစ်စ်ပဲဆိုတာကြုတ်တည်ရဲ့တာတီဟဲ့ကောင်တာတီဟာဒီကောင်ဈေးယူနေတာ ው ကြုတ်ဖြက်ကနေလန့်နိုးသွားတယ်ဒီရောမှနေကင်းကြောင်တော့ကြုံအိမ်မက်မက်နေအောင်တိရော်တာဗျဝိုင်းဝါအောင်လှမ်းကြည့်လိုက်တော့ဝါဖက်ခမောက်လေးစောင်းပြီးရက်နေရကျော်ရင်းကုန်းကကိုကြီးသိမ့်မောင်ဗျအရက်ကလည်းကလန်ကလာကြီးနဲ့သွားအဖွေသားနဲ့ကြုတ်ကိုရီကျဲကျဲလှုပ်ပြီးကြည်နေရကြုံလေတေသားကိုပြစ်ပေါ်ကလူလဲထားလိုက်ပြီးတော့ကိုကြီးသိမ့်မောင်နာလေးဗျ ခမကြောက်ရိတ်လာတာဧည့်သည်လူလုံနေရလားဗျကိုကြီးသိမ်းမောင်ကတကယ်လူယိုးကြီးဗျအသက်30လောက်ရှိပြီအိမ်တောင်လည်းမပြုတ်မိဘတွေယာရီမှာပဲအလုံးလောက်တာညီကိုနှစ်ယောက်ရှိရဲ့သူ့ညီကကိုသိန်းဆောင်နဲ့ကိုကြီးသိမ်းမောင်ကုန်းချောင်းလာလားလဲမပါခဲ့ဘူးလားမပါဘူးတတရငါကုန်းချောင်းပဲလာခဲ့တာနွားမအားလို့လားအေးကွာသိန်းဆောင်ကဒီနေ့အစောကြီးတည်းရထားပြီးစီကျိန်နေရောနွားတွေပြင်ပန်းနေရတယ်လဲမမောင်းတော့ဘူးဒီတိုင်းပဲရှောင်းလာခဲ့လိုက်တယ် ဒီလိုတာတရငါတို့အိမ်မှာဆရာကြီးတယောက်ရောက်နေရယ်ဟင်ဘယ်ဟာဆရာကြီးရောစေးဆရာလားငါတို့အပားငငယ်ကအကာအကွယ်ဆေးတွေထိုးပေးရဲ့ဆရာလို့ပြောတယ်ကိစ္စလေးတစ်ခုရှိလို့ရောက်လာတာဆရာကြီးကအသက်80လောက်ရှိပြီကွာဒါပေမဲ့တော်တော်ကိုတန်တန်မမဖြက်ဖြက်လက်လက်ရှိရယ်အခု၅ပါးစီရောက်လာတာကိစ္စတစ်ခုရှိလို့တယ်ဟင်ဘာကိစ္စများတော့ကိုကြီးသိမ့်မောင်ရဲ့တိုက်တူးမလို့လေကွာညာတိုက်တူးဘူးဟုတ်လားမဖြစ်နိုင်တာဗျာ ရှင်းနိုင်နေတာတည်းရဒီဆရာကြီးကတီလာသမားဒီအတော်ရှိရာသူများအသွေးသားအောင်လုံးဝမစားဘူးတတန်လို့နဲ့ကျင့်စဉ်ဝင်နေရနှစ်ပေါင်းမနေတော့ဘူးဆိုပဲအခုသူတိုက်တူးမယ်ဆိုတာလဲတိုက်တေးရပစ္စည်းဥစ္စာတွေကိုလိုချင်တက်မှတ်လို့မဟုတ်ဘူးကွဟွန်းဒါဖြင့်ဘာလို့တူးမှာတော့တိုက်တေးရရွှေပရပိုက်ကိုဖတ်ချင်လို့ရဲကွသူပညာအစင်တက်ဖို့အတွက်အဲ့ဒီတိုက်တေးရရွှေပရပိုက်ကိုဖတ်ရမှာဖြစ်မှာရဲကွဟာအဲ့ဒီရွှေပရပိုက်ကိုယူလို့ရပါမလားဗျကိုကြီးသိမ့်မောင်ရဲ့ မဟုတ်ဘူးတာတရဆရာကြီးကအဲ့ဒီရွှေပရဘိုက်ကိုယူမှာမဟုတ်ဘူးအဲ့ဒီနေရာမှာရင်ဖတ်ပါဖတ်ပြီးရနဲ့တိုက်တဲရပြန်ထွက်มาတဲ့တာတေတိုက်တဲရပစ္စည်းကိုလည်းအတ်တူတစ်ချောင်းတော့မယူဘူးတဲ့ကွဩအေးအဲ့ဒီနေရာမှာသူ့နောက်လိုက်တပည့်တယောက်လူကျင်လို့တဲ့အဲ့ဒီတပည့်ကတတိကောင်းရမယ်ပြီးတော့လောဘဆဲရှိရဲ့သူမဟုတ်ရအောင်တဲ့ဆရာစကားကိုနားထောင်နေသူဖြစ်ရမယ်တဲ့ကွဆရာကြီးပြောတော့ငါအမင်းကိုတမ်းမြင်တာပဲတိတ်ဆောင်ကလည်းအဲ့ဒီလိုလူကဒီနေမှာ တာတေတယောက်ပဲရှိရကွာကိုကြီးရလို့ပြောတယ်။အော်ကျုပ်ကအဲ့ဒီဆရာကြီးရဲ့တပည့်လုပ်ပြီးတော့တိုက်သေးကိုလိုက်ဝင်ရမယ်ဆိုပါတော့။အေးဟုတ်တယ်ဟုတ်တယ်တာတေ။တာတေဆိုရဲကျုပ်ကလည်းထူးထူးဆန်းဆန်းကိစ္စတွေဆိုဘယ်တော့မှလက်လို့ခံရထုံးစံမရှိဘူးလေ။အဘာနဲ့အမေကိုပြောပြီးကျုပ်ကိုကြီးသိမ့်မောင်နဲ့တခါလေးလိုက်လာခဲ့တယ်။လမ်းရောက်တော့ကျုပ်ကကိုကြီးသိမ့်မောင်ကိုမေးမိရဲ့ဗျ။နေပါဦးကိုကြီးသိမ့်မောင်ရဲ့အဲ့ဒီဆရာကြီးရဲ့နာမည်ကဘသူတဲ့တော့ဆရာဖိုးတယ်ကွ။ညာဆရာဖိုး ဟုတ်လားကိုကြီးသိမ်းမကျုပ်တအံတအောမိလိုက်တော့ကိုကြီးသိမ်းမောင်ကအံ့ဩပြီးကျုပ်ကိုကြည့်ရဲ့မင်းသိလို့လားတာတည်းမသိပါဘူးစောစောကအဲ့နေုံအိမ်မက်တယ်မှာမဖဲဝါကျုပ်ကိုနှစ်ခါတော့ပြောတာဗျဟေးမဖဲဝါဟုတ်လားမဖဲဝါကဘာပြောလို့တော့ဆရာဖိုးကိုလိုက်ပြီးကူညီလိုက်ပါတယ်ဗျဟေးဟုတ်လားတာတည်းထူးဆန်းလာရင်လားကွဆရာဖိုးဆိုတာဖြူဖြူသွဲသွဲဗျဥပဒေရုပ်ကတော်တော်ကိုခံညားတဲ့ပုံကူပါ တီလားသမားဒီအပြည့်ရှိရဲ့ပုံပဲအဲဒီညမှာဆရာဖူးကကျုပ်ကိုအင်းသုံးချက်ပေးရဲ့အထမအင်းကငကားရီလာရင်ပြည့်ရမယ်တဲ့ဗျဒုတိယအင်းကဂလုံးလီလာရင်ပြည့်ရမယ်တတိယအင်းကတော့သက်ဆောင်အင်းဆိုပဲအင်မတန်လိုအပ်မှပြည့်ရမှာတဲ့ဗျချော်ရင်းကုတ်အနောက်ဘက်ကိုဆရာဖူးနဲ့ကျုပ်ထွက်လာခဲ့ကြတယ်ည7:00နာရီတိတိဗျလာရောက်ဖြောဖြောလေးကယာကင်းနေတယ်ဟိုအလင်းရဝါးဝါးကြနေရဲ့ယာကင်းတစ်ခုတည်းကိုရောက်တော့ဆရာဖူးကရက်လိုက်တယ် ရာတော်ဆက်မှာပေါက်နေတဲ့ထန်းပင်နဲ့ထနှောင်းနဲ့တမုံးပင်နဲ့အနေထားအကဲခတ်ပြီးကြည့်ရဲ့ဒီနေရာပဲမောင်တာတရကဲမင်းနောက်ကိုနည်းနည်းစုံနေဆရာတိုက်ကိုအမေ့ပြန်ပြီးအင်းပြစ်တော်မယ်ကျောက်ကနောက်ကိုနည်းနည်းစုံနေလိုက်တယ်ဆရာဖူးကဂါဒါရီမန်တန်နေယူပြီးအမေ့တော်ပြန်နေအမေ့ပြန်ပြီးရနဲ့လက်ထဲရအင်းနဲ့ပြစ်လိုက်တယ်ဟာဝုန်းဆိုတဲ့အတန်းကြီးနဲ့ဘွားကနေပေါ်လာတာနန်းဆောင်ကြီးပြရှေ့မှာဝင်းတတိုင်းအမြင့်ကြီးနဲ့ကနုတ်ပန်းတွေဖော်ထားတဲ့တကိုင်းနှစ်ချက်ပိတ်လို့ ဆရာဘိုးကပါဇက်ကမန်တန်နေရုပ်ပြီးနောက်ထပ်အင်တချက်နဲ့ထပ်ပြီးပြစ်လိုက်တယ်။ဟာတကားကြီးနဲ့ချက်ဝန်းကနေပွင့်သွားတာမျိုးဆရာဘိုးကကျုပ်ကိုခေါင်းညိတ်ခေါ်ပြီးရှေ့ရနေဝင်းချသွားတယ်။ကျုပ်ကလည်းနောက်ကလိုက်ရတာပေါ့ဗျ။ဟာစစ်တီရပြေးထွက်လာပြီဗျ။လှန်နေဓာရီတဝင်းဝင်းနေဗျ။အသေးရစရာကောင်းလိုက်တာ။ဟောဆရာဘိုးကအင်းနဲ့ပြစ်ပြီဗျ။ဒီတခါပြစ်တဲ့အင်းကအတန်မြင်ပြီးဝင်းကနေဝင်းကနေပြန့်နေရဗျ။အရှိအနောက်တောင်မြောက် အရင်လေးမျက်နှာကိုလှိခနဲလှိခနဲပြေးနေတာဟောဆရာဘိုးကအင်းကိုပြန်ဖမ်းပြီးယူလိုက်တယ်ဟာပြေးထွက်လာတဲ့စစ်သားဆယ်ယောက်လောက်ပြေးလာတဲ့ပုံစံတိုင်းကြောက်ရွံ့တွေလိုငြိမ်သွားတယ်ပြုတ်ကြောက်ပြေးတသက်နဲ့တကူဒီတစ်ခါပဲမြင်ဘူးတာပါဗျဆရာဘိုးကရှေ့ရခက်သွက်သွက်သွားတယ်ကြောက်ကသူ့နောက်ကခက်သွက်သွက်လိုက်ရတာပေါ့ဗျဆရာဘိုးကလည်းဆေးလွယ်အကြီးတလုံးဆက်လွယ်တိုင်းလိုဗျကျုပ်တို့ဆရာတပည့်ဥယင်ကြီးတစ်ခုကိုဖြတ်ပြီးရောက်တယ်။နန်းဆောင်ကြီးတစ်ခုရှိကိုရောက်လာတယ် ရှေ့ရောင်တကိုင်းတစ်ချက်ပိတ်လို့ဗျ။ဆရာဘူဟာလှိခနဲ့အင်းတစ်ချက်ပြစ်သွင်းလိုက်တယ်။ဟောတကိုင်းပွင့်သွားပြီ။ဟာပြေးထွက်လာကြပြီဗျ။မိကလေးတွေကြီးပဲဗျ။အားလုံးချောချောလှလှတွေကြီးပဲ။ဒါမဲ့အားလုံးဓာရီဝင်ပြီးပြေးလာကြတာဗျ။ဝေထားတဲ့အဝေစားရီကလည်းအယောင်မျိုးစုံပဲ။ရှေ့ခေတ်ကအဝေပုံစံနေပေါ့ဗျ။ဟောလှုပ်လှိနေဆရာဘူဗျ။အင်းပြစ်လာပြီဗျ။ဟာဒါဆောဆောကအင်းမယ်ဗျ။အရင်လေးမျက်နှာဝင်ငနေဝင်ငနေနဲ့ လှိခနဲလှိခနဲပြေးနေရဗျအားလုံးငြိမ်သွားပြီပြေးလာတဲ့ပုံတိုင်းကြောက်ရွံ့တွေပဲဖြစ်သွားတာဆရာဖိုးအဲ့ဒီမိကလေးတွေကိုကြော်ပြီးတုတ်တုတ်တုတ်နဲ့ဝင်သွားတယ်သူသွားတဲ့နေရာကိုကြုံလန်းကြည့်လိုက်တော့ရွှေကလန်းနဲ့တင်ထားတဲ့ရွှေပရပကြီးတဆူဗျလက်ဆက်သက်တော့ဆရာဖိုးလာကြတာဒီပရပကြီးကိုဆရာဖိုးကအပြေးလွှားသွားပြီးပရပကြီးဘေးမှာယိုယိုတိတိကြုံကြုံနေထိုင်ပြီးဖတ်တော်တာပဲကျုံးလဲရောက်ပြီလေဆရာဖိုးပေးထားတဲ့အင်းဒီကိုအစင်တိုင်းထက်ပြီး ကြုတ်ကင်ထားတယ်။ဘေးဘီကိုလည်းကြုံလှည့်ပတ်ကြည့်နေရဲ့။ကြုံပေါ်စားလို့မဖြစ်ဘူးဗျ။ဆရာဖိုးရဲ့သက်ကကြုံလက်ထဲမှာရှိနေပြီလေ။ပြောရရင်တော့ကြုံအသက်လည်းပါတယ်ပေါ့။ဟာ။အနောက်ဘက်ကနေငွေကြီးရေထွက်လာပြီ။အောက်မလေး။ပြင်းကြီးရေခွက်လို့ဗျ။ကြောက်စရာကြီးဗျ။ဘဏ္ဍာကောင်မန်းတော်မသိရောပါဘူး။ရွှေပရပါကြီးကိုတဲကြီးမဲကြီးဖတ်နေရဲ့ဆရာဖိုးကတော့ဘာမှသိပုံမပေါ်ဘူး။ကြုံသာချွေးသီးချွေးပေါက်တွေကြာနေရပြု။ကြုံရှိကိုတလန်းထိုးလိုက်တယ်။ ဆရာဘိုးကနဂါးလာရင် ပြစ်ဖို့ဆိုပြီးအင်းပေးထားတာဗျခုတော့နဂါးမလာပဲငွေရလာဘာပဲဖြစ်ဖြစ်ငွေလဲနဂါးပဲပေါ့ကဲကွာကြောက်ပြစ်ပြီပြုတ်အင်းနဲ့လှမ်းပြစ်လိုက်ပြီဟာမိကိုလုံးကြီးထပြီးငွေတွေပြောက်သွားပြီပြုတ်ကြောက်လဲတတော်ကိုအားတက်သွားတာဗျဆရာဘိုးကတော့ဖတ်တယ်ပြုတ်ဂါးကိုစိုက်နေရပဲရွှေပြရပိုက်ထဲရစာရီကိုအလို့ကျက်နေရတင်တယ်ဒီဖိုးကြီးကြီးရတာညံကောင်းမဲ့ပုံပဲဟာဘာတန်နေရုံးဗျအမလီ လေးနှုတ်ရည်ရဲ့ပြုတ်ကျုံတုံနဲ့မလန်းမကန်းမှပြန်နေရဗျအလူမျက်နှာရည်ကလူမျက်နှာရည်ရဲ့ပြုတ်အကောင်ကကြောင်ကြီးတစ်ကောင်လောက်ရှိမယ်အတောင်ပံကတော့လေးနှုတ်တောင်ပံကြီးရဲ့ဗျဆရာဖိုးပြောတော့ဂလုံးလာမယ်ပြောပေမဲ့အခုလာတာလူမျက်နှာနဲ့လေးနှုတ်ရည်ရဲ့ဗျအကောင်30လောက်ရှိမယ်ကျုံရှိကိုနှစ်နှမ်းတိုးလိုက်တယ်ကဲကွာဂလုံးဖြစ်ဖြစ်လေးနှုတ်ဖြစ်ဖြစ်ညက်ပဲဗျကျုပ်ပြစ်ပြီပြုတ်ဒုတိယဂလုံးအင်းနဲ့ပြစ်လိုက်ပြီဟာ မိကုံးတွေအလုံးလိုက်ထွက်ပြီးကြောက်သွားပြီပြို့ကျုပ်ပြေစိတ်ထဲမှာပြောလိုက်တာပြောမနေပါနဲ့တော့ဆရာဘိုးကသူ့ရဲ့ရွှေပရက်ပါကြီးကိုစူးစိုက်ပြီးဖတ်နေအောင်ပဲပြို့ကျုပ်လည်းနောက်ဆုံးရင်းကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးကြည့်နေရတာပေါ့ဒါပေမဲ့ဘာမှမလာတော့ဘူးငြိမ်သွားပြီဟောပြီးပြီဆရာဘိုးဖတ်လို့ပြီးသွားပြီခက်သုံးသုံးထပြီးကျုပ်စီကိုရှောင်လာတယ်မောင်တာလေးမင်းကတော့အာကားကောင်ပဲကျုပ်ကိစ္စအောင်သွားပါပြီတိုက်ချေရပြန်ထွက်ဖို့ပဲရှိရတယ်ဟာ ဒါဘာတန်တော့ကမောက်တာတည်းရဲ့ဒါဘင်းချိုတီးရဲ့အတန်းပြဆိုနီရဲ့တခြင်းကနန်းကြမျိုးကြော့ယူရီယာပြအေးတော်တော်ဟိုကောင်းတဲ့အစိုးအတီးပါလားတတိထားရင်မောက်တာတည်းတိုင်နန်းရှင်ရဲ့မာယာတွေဖြစ်နေရုံပဲဟာမမဟုတ်ဘူးဆရာကြီးဒါကျုပ်တို့ရွာဥပစောကြီးအတန်းပြဘင်းချိုဘင်းချိုပါစောပြဟဲ့ကြံကြီးစီရမောက်တာတည်းရာမင်းတို့ရွာဘင်းချိုစီကတီးတိုက်တဲမှာရှိပါမလားကွဒါတိုင်နန်းရှင်ရဲ့မာယာပဲ တတိချားမောင်တာလေးမဟုတ်ဘူးဆရာကြီးဘင်းကျိုးပါစောပြောက်သွားတာဆယ်နှစ်ကျော်ပြီကျုပ်သွားကြည့်ကျင်နေဆရာကြီးကိုပဲဆောင်ကထွက်လာတဲ့အတန်းပြကဲဒါဆိုလေဆရာကြီးပါလိုက်မှာပေါ့ခက်တော့တုတ်တော့သွားဟိအချိန်ကြာလို့မဖြစ်ဘူးပဒံများရောက်တောင်းနေရဲ့နန်းဆောင်ကြီးရဲ့ကျက်သွေးရောင်လိုက်ကကြီးရုံမှပြီးကျုပ်အထဲကိုကြည့်လိုက်တယ်ဟာနန်းဆောင်တစ်ခုလုံးမှုေးပြီးလင်းနေတာဗျအိုးရွှေတနေပေါ်ထိုင်နေရဲ့မိမကလှလိုက်တာသူ့ဘေးမှာမတည့်ရက်နေရဲ့မိကလေး လေးယောက်ကရွှေရက်တောင်ကြီးကြိုက်လို့ဗျ။အားလုံးကတော့ကြောက်ရွံ့တယ်လို့ငြိမ့်နေရ။ဆရာဖိုးရဲ့အင်းအစွမ်းထပ်ပါပြီဗျာ။တတိထားမောင်တာလေးဒီတိုက်ကိုရွှေကြရန်တိုက်လို့ခေါ်တယ်။တလွန်ဘောကရွှေကြရန်သခင်မကွဲ့ဘေးရဟာရီကသူ့ရဲ့ရန်ရွှေတော်တွေဟုတ်ပါဗျာ။ရွှေကြရန်သခင်မရဲ့ရွှေကဂရီပါဖုံးပေါ်မှာထိုင်ပြီးရင်ကျိုးအဆက်မပြတ်တည်နေရ။တုတ်တိုးရွာဥပစောကြီးမှဥပစောကြီးအစေပြ။သူဟာမျက်စိမမြင်တော့ ရှေးကြရဲ့သခင်မအင်းနဲ့အချုပ်ခံထားရတော့မမြင်ဘူးပေါ့ဗျ။သူဖြောပြင်းနေကြချိန်မှာလာပြီးဖြောပြင်းနေရတဲ့နဲ့။ကျုပ်ဘင်းကျိုးပါစောနာကိုပြေးခဲ့ပြီးသူ့ပခုံးကိုလှုပ်လိုက်တယ်။ဥပစောဥပစောခမညာတနောင်းကုတ်ကဥပစောမို့လား။ဘင်းကျိုးပါစောဆိုတာလေ။ဒီရောမှဘင်းကျိုးပါစောကသူ့ဆိုနေရဲ့နန်းကြမျိုးကြောင်ရက်ပြီးပြပြတလဲနဲ့အေးဟုတ်တယ်မင်းကဘသူတော့ကျုပ်ကထဏောင်းကုန်းသားတတေးပြမောင်တာတေးမဆိုးကမမြန်ခေါ်ထုတ်သွား ဝင်းထဲပေါကိုရောက်ပြီးတော့ကျုပ်လည်းဘာမှတွေးမနေရောပဲမျက်မမြင်ဘင်ဂျိုပါစောကြီးရဲ့ဘင်ဂျိုအခုံးထမ်းပြီးဥပစောကြီးကိုလက်တစ်ဖက်ကဆွဲပြီးပြေးရတော့တာပေါ့ဗျလက်ထဲမှာလည်းဆေးရဖူးပေးထားတဲ့တက်ဆောက်အင်းရအစင်သည့်ဒါမဲ့တကားပေါက်ကိုရောက်တဲ့အထိဘာမှအနေရမတွေ့ခဲ့ပါဘူးကျုပ်တို့နောက်ကဆေးရဖူးထွက်လာတယ်ကဲဟိမောင်းတာတည်းနောက်ဆုံးကျုပ်တိုက်ပြန်ဖျောက်တော့မယ်ပြောပြောဆိုဆိုနဲ့ဆေးရဖူးကအင်းတစ်ချက်ကိုဇက်တာပြစ်သွင်းလိုက်တယ်ဟော တိုင်တန်းကြီးပြုံးနေပြောက်သွားပြီလို့ပထမအင်းအားသူတို့အနာဝင်းရလွတ်ပေးလိုက်တာနောက်အင်းအားတိုင်တန်းကြီးကိုပြန်ဖြောင်းလိုက်တာကကဲခတ်တုတ်တုတ်သွားကြတော့ဟိဆရာကြီးကနောက်ကအခြေအနေကိုကြည့်ရင်လိုက်ခဲ့မယ်ချော်ရင်းကုန်းရောက်တော့လင်းချက်တောင်တုံပြီကြဆရာကြီးကမာစောကိုနောက်တစ်ခါတိုက်ကလာမခေါ်နိုင်အောင်အင်းတစ်ချက်ပြချပြီးတိုက်တယ်မနက်ပိုင်းမှာပဲကိုကြီးသိမ့်မောင်ကကျုံနဲ့ဘင်းချိုးပါစောကိုသူ့လဲနဲ့လိုက်ဖို့တယ်ကျုံမပြန်ခင်ဆရာဖိုးကကျုပ်ကိုကျေးဇူးတင်လို့လို့ဆိုပြီး အင်းနေပေးလိုက်တယ်ဗျဆရာဖိုးရဲ့အင်းနေဆွဲနာတော့ကျုပ်လက်တွေပါပဲတနောင်းကုတ်ကိုရောက်တော့ကျုပ်ကလဲကိုကိုချက်ကြီးရဝိုင်းကြည့်တန်းမောက်ခိုင်းလိုက်တယ်လေလေးချက်ကြီးမြင်မြန်လာပြုတ်ဟဲ့တားတယ်လားဘလို့ဖြစ်လို့တော့ကဒီမှာခမားပါတွေဘင်းဂျိုပါစောကျုပ်ပြန့်ခေါ်လိုက်ပြီဟေးဟုတ်လားဘမတော့ဝိုင်းနေရကိုချက်ကြီးရမိသားစုတွေပြေးထွက်လာကြတာပြုတ်ဟာဘထွေဟမ်အကိုလေးပါလား ပြောရင်းနဲ့ဘင်းဂျိုဘာစောကြီးကိုဖတ်ပြီးငိုကြတော့တာဘင်းဂျိုဘာစောကလည်းမျက်ရည်ပြီးကြလို့ဗျဒီတရင်ကချက်ချင်းအိမ်ကြီးချင်းနေစီကိုပြန်သွားပြီးတော့ရွာရဲရလူတွေပါရောက်ချလာကြတာသူတို့တွေဝိုင်းထဲဝင်သွားတဲ့ချိန်မှာပဲကျုံနဲ့ကိုသိန်းမောင်နဲ့လှဲနဲ့ပြန်ထွက်လာခဲ့တယ်ကျုပ်တို့ရွာသားတွေဆိုတာအံ့ဩလို့လို့အိမ်ကြီးကထမင်းစားဖို့တောင်မေ့နေကြတယ်ဆိုပဲအိမ်ညာစားပြီးကျုပ်တို့ရွာထဲမှာဘင်းဂျိုဘာစောရဲ့နန်းကြညူကြဘင်းဂျိုတန်လေးကအမြဲလွှမ်းနေထောတာပေါ့ဗျာ ဟုတ်ကဲ့ပါရှင်။စာရေးဆရာတာတေရေးသားထားတဲ့ဘင်ဂျိုဘာဇောဆိုတဲ့ဇလံကတော့ဒီမာရီနဲ့ပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။